ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF DNL နဲ့စစ်ကောင်မရှင်တပ်ဟာအော်တိုဘော်လ29ရက်ဒီနေ့အပြန်အလှန်ပြစ်ခတ်ရက်စီရဲ့အတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ထုတ်ပြန်ပါတယ်။အဲဒါကြောင့်ဒီနေ့တကောင်ရဲ့အချိန်မှစတင်ပြီးနှစ်ဖက်ရောက်ရှိရာနေရာမှာတက်တွေရဲတန်းထားရမှာပါ။အဲ့ဒါဟာတရုတ်နိုင်ငံအထူးကုသလေမစ္စတာတိတ်ချီကျွန်းရဲ့ဂျောင်းဝင်ညီနိုင်မှုကြောင့်နှစ်ပတ်ပြန်လည်ဆွေးနွေးညီနိုင်မှုတွေပြုလုပ်နိုင်ခဲ့တာလို့ဆိုပါရယ် အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲကိုတရုတ်နိုင်ငံကူမင်းမြို့မှာအောက်တိုဘာလ29ရက်နေ့မှ28ရက်နေ့ထိပြုလုပ်ခဲ့ကြတာဖြစ်ပြီးကိုကြည်မြောင်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးမှအပြည့်ကတ်ရစရေးလက်မှတ်ကိုရေးထိုးခဲ့ကြတာလို့ဆိုပါရယ်အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲကိုပလောင်ပြည်နယ်လူမျိုးရေးတပ် PSLF TNN မှာဒုတိယဗိုလ်ချုပ်ကြီးတားကျုပ်ဂျာဦးဆောင်နဲ့ကိုစလေအဖွဲ့နဲ့စစ်ကောင်မရှင်ရဲ့အမျိုးသားဆေးလုံးညီညွတ်ရေးနဲ့ညီကျင်းရေးဖော်ဆောင်မှုဘ ਹੁ ဌာနမှာဒုတိယဗိုလ်ချုပ်ကြီးကုကူဦးဆောင်နဲ့ကိုစလေအဖွဲ့တက်ရောက်ခဲ့ကြတာပါအဲ့ဒီသဘောတူတက်မှတ်ထားတဲ့ကာလမှာမိုးကုန်းနဲ့မုံမိတ်မှာတအောင်တက်တီပြန်လည်ဆုတ်ခေါ်ရနာဖြစ်ပြီးတအောင်ဒေသကိုလည်းမြန်မာစစ်တပ်မှလေကြောင်းတိုက်ခိုက်မှုတွေမလုပ်ရဘူးလို့ဆိုပါတယ်